တလေးမကွေးမှာတွန့်နေတဲ့နှမ်းနေတဲ့အကြောင်းကိုအဲ့နှမ်းနေတာဘာပေါ်မှာဘယ်လောက်ထိသုံးချနေလဲဘယ်နိုင်ငံတွေမှာရရှိတယ်အဲ့နှမ်းဆိုင်နိုင်ဖို့အတွက်ကိုဘယ်လိုရာသီရေကန်ရေကန်တွေကောင်းမှာစိုက်ပြီးလို့ရတယ်သုံးနိုင်ငံအတန်တန်ကောင်းနေတယ်ဖြစ်ပါတယ်အမှုနဲ့ရဝင်ဒေတာဖြစ်တဲ့မြန်မာနိုင်ငံအလေပိုင်းမှာသင်္ကေတနဲ့အခုချိန်လေးရရှိတယ်လို့နှမ်းထွက်ပြုမှုလေးရရှိနိုင်တယ်။အဲ့နှမ်းကို အလားတူစိုက်ပျိုးနိုင်တာအာဖရိကမှာစိုက်ရတယ်။နောက်တရုတ်ယူနန်မှာစိုက်ပျိုးပါတယ်။ဒီနှမ်းနှမ်းနဲ့ပတ်သက်ပြီးတော့ညာသောပြင်နိုင်ငံတွေအားလုံးကတော့စီဖြစ်နေတုံးသေးတာဖြစ်ပါတယ်။ဒီကမှာကျွန်တော်တို့ဒီပြည်အချင်းတွေနဲ့ကတော့နှမ်းနေနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဒီခန္ဓာကိုယ်ထဲမှာနာကျင်ခြင်း၊ရောင်ရမ်းခြင်းနောက်တစ်ခါအရွယ်တင်ကျွန်တော်တို့ချောပေါ်လူပြိုခြင်းတွေဖြစ်ဖို့အတွက်နှက်နှက်စီတုံးမယ်ဆိုရင်လည်းသပင်တွေကလည်းမဲမောင်းနိုင်ပါတယ် အဲအဲ့ဒီခါနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ရှိနေတဲ့ထွက်လာတဲ့နှမ်းနေအားလုံးကိုအဲကျွန်တော်တို့ကကဘာကိုဒီတိုင်းစီးလိုက်မတင်ဖို့ဘူးပုံချမ်းကနေပြီးတော့ပုံကြောဖြစ်နေထုတ်လုပ်ပြီးတော့အဲသူတို့ကြည့်ရင်တောင်းရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားကြအောင်လာအဲ့ရနဲ့ပတ်သက်ပြီးတော့ဒီမှာလုပ်ငန်းရှင်ပြောက်ကနေပြီးတော့မကူရ NS လိမ့်သေးဆိုတဲ့ဟာကိုထုတ်လုပ်ထားတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ရက်စီနေလို့မျက်မှန်တက်လိုက်ပါဦးမယ်အဲ NS နဲ့တောင်စိတ်စီရဲ့သောဆောက်သာပယုခင်တော်နောက်ပြီးတော့ဘုံမသိကြီးအချို့ကျပေါင်းဆက်လိုက်တဲ့အမတန်ကောင်းတဲ့ဝိသုဒ္ဓေဆိုပဲ့ကြည့်တာဒါတော့အယိုးကြီးပေါင်းတက်တာတွေနာကျင်ကြိုက်ခဲရောင်ရမ်းတာတွေနောက်ပြီးတော့အရေပြားပေါ်မှာရှိနေတဲ့အဲဒီလိုမျိုးယာနာတွေအဲ့ဒါတွေပျောက်ကင်းနိုင်တယ်။ဒီဟာဟိုတော့ပြောချင်တာကတော့ပုံစံအဖြစ်နဲ့ ထုတ်လုပ်လိုက်တဲ့တန်ဖိုးနဲ့ပုံစောဖြစ်နေထုတ်လုပ်လိုက်တဲ့တန်ဖိုးကများတော့ပါချသွားပါတယ်။သူ့ရဲ့ပါဝင်ပေါင်းဆက်ပစ္စည်းတွေနဲ့သူ့ရဲ့ဓာတ်ရုပ်ပစ္စည်းတွေကိုတခြားအစွမ်းထက်တဲ့မြပစီဝါတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့နိုင်ငံတကာကိုသင်ပို့လို့ရနိုင်တယ်။မူယာနှမ်းနှက်စီကိုရရှိလာတာဖြစ်ပါတယ်။အဲ့လိုရရှိဖို့အတွက်ခုနနှမ်းနေလို့ပုံချမ်းဖြစ်နေတာမထုတ်ပဲနဲ့ပုံစောဖြစ်နေထုတ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံလေပါသခိုင်းမန္တလေးမကွေးဟာလေနှမ်းထုတ်ပြီးတော့ ချမ်းသာနေနိုင်ဟိုပါလူမျိုးတွေဖြစ်လာနိုင်တယ်ချမ်းသာတဲ့ဒေတာရုံတွေဖြစ်လာတယ်လူစိုက်ပျိုးနိုင်ဖို့ရေကန်ရေကန်တော့ခုနကတော့ကျွန်တော်တို့ဘုန်းနေပြီးတော့ဘုန်းနေကြတယ်နော်သူအားဆွဆွရရာဒီရရှိမှာအဲ့ဒါကိုတောင်းနိုင်တယ်နော်ဒီဒေတာနဲ့ဒီလိုရပါလေဒါကြောင့်မလို့နှမ်းတဲ့စင်ငယ်နှမ်းဟာလေမြမစိုက်ပျိုးရေးမှာအရေးပါပြီးတော့နိုင်ငံသားဦးစာပေးလို့ရနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဒီမခုရနှမ်းတဲ့စီကတော့ တခြားနည်းပညာတွေပေါက်ဆက်လိုက်တဲ့အခါမှာကဘာအဆင့်မီပြည်သိင်းတဲ့ပုံပုံကိုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြလို့ရတယ်။အလုပ်ကြီးဖြစ်ပါတယ်။